မတ်လ16ရက်နေ့မနက်ခင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လင်းတင်ဆက်ပေးပါတော့မယ်။အခုတင်ဆက်ပေးမယ့်သတင်းတွေကတော့မိထီလာမျိုးမရက်စကန်မှာအလို့ရှိစည်ရင်းဝင်တရခံပြေးတူဟာအထရန်တရာမော်လမြိုင်စစ်စေးရေးဂိတ်တွင်ဖမ်းဆီးရမိဆိုတဲ့သတင်း။ရန်ကုန်နေပြည်တော်မန္တလေးအမြန်လမ်း39မိုင်ရေနာစခန်းရှိရွှေပလင်စားတောက်ဆိုင်မှာအုံပြုနေတဲ့ဖျားစီဒီပုံများရိုင်းနေထားသောတခါသုံးခွက်များကိုတက်ဆိုင်ရာကတင်စီဆိုတဲ့တဲ့ ွေကာလဖြစ်တဲ့ March April နဲ့ May လများတွင်နေအပူချိန်များမြင့်တက်ရာမိုးတိမ်တောင်များဖြစ်တွန်းပြီးလေပြင်းတိုက်ခိုက်ခြင်းမိုးထစ်ထုံခြင်းမိုးကြိုးပစ်ခြင်းနဲ့မိုးသီးကျခြင်းများဖြစ်ပေါ်နိုင်ဆွဲတဲ့မြောက်မက်ဆီဒိုနီးယားနိုင်ငံမှာနိုင်ကလက်တစ်ခု၌မိလောင်မှုဖြစ်ပွားပြီးလူ90ခန့်သေဆုံးဆွဲတဲ့ဘရာဇီးကန်နဝင်ရော်နယ်ဒိုရဲ့ယူရဲကစားသမားဘဝပွဲဦးထွက်ရာသီကိုသွင်းစံချိန်ကိုဘာဘီကျော်ဖြတ်ဆွဲတဲ့အစရှိသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ မိထီလာမျိုးမရဲစခန်းမှာအလိုရှိစည်ရင်ဝင်တရခံပြေတူဟာအထရန်တရာမော်လမြိုင်စစ်စေးဂိတ်မှာဖမ်းဆီးရမိဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးနေသားကြီးမိထီလာမျိုးမရဲစခန်းရဲ့အလိုရှိစည်ရင်ဝင်တရခံပြေတူကိုမော်လမြိုင်မျိုးအထရန်တရာမော်လမြိုင်စစ်စေးဂိတ်မှာဖမ်းဆီးရမိခဲ့ကြောင်းလုံခြုံရေးတပ်ဖွဲ့နဲ့ဒီဇက်သူတွေထံကသိရပါတယ်။မလ25ရက်မော်လယ်3နိုင်ခန်းကမော်လမြိုင်မြို့စစ်မှုဆောင်ရက်ကအထင်ရန်တရာ မော်လမြိုင်စစ်မှုဆောင်ဗတ်ချန်းစစ်စည်းရေးကိန်းမှာဖန်မျိုးဘက်ကနေမော်လမြိုင်မျိုးဘက်ကိုမောင်းနှင်လာတဲ့လိုက်ထရက်အဖြူရောင်မျက်ရည်တနာမင်းခီးသည်ကျူပုတ်ရင်နဲ့လိုက်ပါလာတဲ့ခီးသည်တွေကိုတက်ဆိုင်ရကစစ်စည်းစဉ်မော်လမြိုင်မျိုးရွှေမြိုင်တီရင်ရက်ကွက်နေအသက်33နှစ်အရွယ်စွမ်းပြေဆုံးဆိုသူဟာတရားခံပြေးစင်ရင်မှာမန္တလေးတိုင်းဒေသကြီးမိထီလာမျိုးမရဲစခန်းကအလို့ရှိနေသူတရားခံပြေးတဦးဖြစ်ကြောင်းစစ်ဆေးတွေးရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။တရားခံပြေးတွေကို PSMS အသုံးပြုပြီးစစ်ဆေးမှုတွေလှုံ့ဆော်ခဲ့တဲ့အခါမှာ မလေးတိုင်းဒေသကြီးမိထီလာမြို့မှာရဲစခန်းကအလို့ရှိနေတဲ့တရခံပြေးတုပ်ကိုဆစ်ဆေးတွေ့ရှိခဲ့ပြီးဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်လို့လုံခြုံရေးတပ်ဖွဲ့နဲ့နှိစက်သူတို့ကပြောပါတယ်။ဆွဲပြေဆောင်ဆိုသူဟာမိထီလာမြို့မှာရဲစခန်းမှာပ38မြင်းဆောင်20နှစ်အမှုနဲ့ဥပဒေပုံမှန်90ညအကြမ်းဖက်မှုတပ်ဖြည့်ဥပဒေအရအလို့ရှိနေသူတို့ဖြစ်ကြောင်းနဲ့၎င်းကိုစက်မှုဆောင်နေမြေရဲစခန်းကမိထီလာမြို့မှာရဲစခန်းကိုလွှဲပြောင်းပို့ဆောင်ဖို့စီစဉ်နေတယ်လို့သိရပါတယ်။ ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်နေပြီးတော့မန္တလေးအမြန်လန်း36မိုင်ရန်နာစကန်ရှိရွှေပလင်စားတောက်ဆိုင်မှာအုံပြုတဲ့ဖះစေတီဘုံများရိုက်နေထားသောတခါသုံးကွက်များကိုတက်ဆိုင်ရာကတင်းစီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်နေပြီးတော့မန္တလေးအမြန်လန်း36မိုင်ရန်နာစကန်မှာရှိတဲ့ရွှေပလင်စားတောက်ဆိုင်မှာအုံပြုနေတဲ့ဖះစေတီဘုံတွေရိုက်နေထားတဲ့တခါသုံးကွက်တွေကိုတက်ဆိုင်ရာကတင်းစီခဲ့ကြောင်း ဖျားကြီးမျိုးအုတ်ချုပ်ရုံမှုရုံနဲ့နှီးဆက်သူတွေထံကသိရပါဗျ။အဆိုပါရွှေပလင်စားတောက်ဆိုင်မှာအသုံးပြုနေတဲ့တခါသုံးခွက်တွေမှာဖျားစီတွေပုံနေရိုက်နှိပ်ပြီးအသုံးပြုနေကြောင်းသတင်းအရမလ16ရက်ည8နာရီခန့်ကတာဝန်ရှိသူတွေတွားရောက်စစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဒီလိုစစ်ဆေးစဉ်ဖျားစီတွေပုံနေရိုက်နှိပ်ထားတဲ့တခါသုံးခွက်တွေနဲ့လက်ဖက်ရည်ကော်ဖီတွေထည့်ပြီးရောင်းချနေကြောင်းကိုတွေ့ရှိခဲ့ကြောင်းဖျားကြီးမျိုးအုတ်ချုပ်ရုံနဲ့နှီးဆက်သူကပြောပါဗျ။ ၎င်းကဆက်လက်ပြီးနောက်ထပ်အသုံးမပြုရသေးတဲ့ဖျားစီဒီပုံတွေရိုက်နှိပ်ထားတဲ့တစ်ခါသုံးခွက်တွေကိုလည်းတင်စီခဲ့တယ်လို့သိရပါတယ်လို့ပြောပါရယ်ဖြစ်စဉ်နဲ့ပတ်သက်ပြီးဘလို့အရေးယူဆောင်ရွက်သွားမယ်ဆိုတာကိုမသိရသေးကြောင်းလည်း၎င်းကဆိုပါရယ်အဆိုပါရှေပလင်စားတော့ဆိုင်အတွင်းကနေအသုံးမပြုရသေးတဲ့ဖျားစီဒီပုံတွေရိုက်နှိပ်ထားတဲ့တစ်ခါသုံးခွက်25ခွက်ကိုတစ်ခါသုံးခွက်25ခွက်ကိုဖျားကြီးမျိုးအုပ်ချုပ်ရေးအဖွဲ့ကတင်စီခဲ့တယ်လို့သိရပါရယ်နောက်ထပ်တင်တဲ့ပုံတွေနဲ့ ်နွေရာသီကာလဖြစ်သည့် March April နဲ့ May လမှာအပူချိန်များမြင့်တက်ရာမှာမိုးတိမ်တောင်များဖြစ်တော်မီလေပြင်းတိုက်ခိုက်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းနဲ့မိုးသီးကြိုခြင်းများဖြစ်ပေါ်နိုင်စွာသတင်းကိုတင်ဆက်ပေးပါမယ်။နွေကာလဖြစ်တဲ့ March April နဲ့ May လတွေမှာနေ့အပူချိန်တွေမြင့်တက်ရာကနေမိုးတိမ်တောင်ဖြစ်တော်မီလေပြင်းတိုက်ခိုက်တာ မိုးထစ်ချုံတာမိုးကြိုးပစ်တာမိုးသီးကြွေတာတွေဖြစ်ပေါ်နိုင်တယ်လို့မိုးလေဝသနဲ့ဇလဘေးကညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်အရနှွေကာလမှာဖြစ်ပေါ်တတ်တဲ့မိုးလေဝသဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးကြိုတင်သတိပေးနှိုးဆော်ချက်အနေနဲ့မြန်မာနိုင်ငံအရေးရမှာနှွေကာလဖြစ်တဲ့မလဧပြီလနဲ့မေလတွေအတွင်းနေ့ပူချိန်တွေတဖြည်းဖြည်းမြင့်တက်လာရကနေအပူပြန်တတ်တဲ့တိမ်တွေဖြစ်ထုံးပြီးမိုးလဲနဲ့ညနေပိုင်းတွေမှာမိုးတိမ်တောင်တွေဖြစ်ပေါ်နိုင်ပြီး အစောပိုင်းမိုးတိမ်တောင်နေရွေလျားရနေရတခြားမှာလေပြင်းတိုက်ခတ်တာလေပြင်းနဲ့အတူထစ်ချုံတာမိုးကြိုးပြက်တာနှည့်စည်းလက်တာမိုးသီးကျွေတာနဲ့နေရာကွက်ကြားမိုးထစ်ချုံရွာရာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်ကြောင်းလေပြင်းတိုက်ခတ်စဉ်မြေပြင်ရေပြင်လေးဟာတနအီမိုင်၄၀ကနေမိုင်၅၀အထိတိုက်ခတ်နိုင်တယ်လို့သိရပါဗျာ။ အဲ့အတွက်ကြောင့်နေကာလဖြစ်တဲ့မတ်လဧပြီလနဲ့မေလတွေအတွင်းဖြစ်ပေါ်လာနိုင်တဲ့မိုးလေဝသဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးအထူးဂရုပြုနေထိုင်သွားကြဖို့နဲ့ပြည်ရင်းလေကြောင်းပြန်တမ်းရေးနဲ့ရေကြောင်းခီးစဉ်တွေအနေနဲ့လည်းကြိုတင်သတိပြုနိုင်ဖို့အသိပေးနှူးဆော်အပ်ကြောင်းမိုးစလကထုတ်ပြန်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရောက်မက်ဆီဒိုနီးယားနိုင်ငံမှာနိုင်ငံတစ်ခုမီးလောင်မှုဖြစ်ပေါ်ပြီးလူ90ခန့်သေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြောက်မက်ဆီဒိုနီးယားနိုင်ငံကနက်ကလက်တခုမှာ မိလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးလူ90ဦးထပ်မင်းတေဆုံးခဲ့တယ်လို့နိုင်ငံပိုင် MIA သတင်းဌာနအေဂျင်စီကမတ်လ16ရက်မှာဖော်ပြခဲ့ပါတယ်။မိလောင်မှုဖြစ်ပွားချိန်မှာလူပေါင်း1000ကျော်ဟာဂေတဖျော်ဖြေပွဲတစ်ခုအတွက် night club အတွင်းစုယုံရောက်ရှိနေကြတယ်လို့ဆိုပါတယ်။ မီးလောင်မှုဖြစ်စဉ်ဟာစကော့ဂျီမြို့တော်အရှေ့ဘက်ကီလိုမီတာ100မိုင်60အကွာဝေးမှာရှိတဲ့ကိုကာနီမြို့မှာရှိတဲ့ night club တစ်ခုမှာဖြစ်ပွားခဲ့တာဖြစ်ပြီးမီးလောင်မှုဖြစ်ပွားချိန်မှာဖြုံပြေးပွဲကိုရောက်ရှိလာသူ1500ခန့်ရှိကြောင်းပြည်ထောင်ဝင်ကြီးဌာနကိုကိုကာဘီ MIA ကဖော်ပြခဲ့ပါတယ်အာနာမိုင်တို့ရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီး AFP သတင်းဌာနကချက်ချင်းအတည်ပြုနိုင်ခြင်းမရှိတာဖြစ်ပါတယ် လူဦးရေ3000ခန့်သာနေထိုင်တဲ့အဆိုပါကိုကာနီမြို့မှာရှိတဲ့ Boss အမည်ရှိတဲ့ night club မှာ hip hop အဖွဲ့ဖြစ်တဲ့ DNK ရဲ့ဖျော်ဖြေပွဲအတွင်းမိလောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ MIA ကဖော်ပြခဲ့ပါတယ်။ဒီဖျော်ဖြေပွဲကိုမလ15ရက်ညတကောင်ချိန်မှာစတင်ခဲ့တာဖြစ်ပြီးလူငယ်အများစုတက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ ဖြောင်ရွေပွဲကျင်းပနေချိန်မလ15ရက်မနက်3:00နာရီမှာမိစတင်လောက်ကျွမ်းခဲ့တာဖြစ်ပြီးလူပေါင်း100ကျော်ထင်ရရရှိခဲ့တယ်လို့အွန်လိုင်းမီဒီယာတခုကဖော်ပြခဲ့ပါတယ်။ဖြောင်ရွေပွဲအတွင်းမီးရှုမီးဝဲတွေအုံပြုမှုကြောင့်မီးလောင်ကျွမ်းခဲ့တာဖြစ်နိုင်တယ်လို့ဒေသခံမီဒီယာတွေကဖော်ပြခဲ့ပါတယ်။နောက်ဆုံးအားသာတဲ့တဲ့ပုံအနေနဲ့ဘရာဇီးကနဝင်ရနာဒိုရဲ့ရီယယ်ကစားသမားဘဝပွဲဥထက်ရာသီတွင်ကိုးဆန်ချိန်ကိုဘာဘီကျော်ဖြတ်ဆွေးတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်။ရီယယ်မက်ထရက်တိုက်စစ်မှုအမ်ဘာဘီဟာ ဒီလာရီယဲနဲ့ပွဲမှာနှစ်ဂိုးသွင်းယူပြီးနောက်ဘရာဇီးကန်နဝင်ရော်နယ်ဒိုရဲ့ရီယယ်မက်ဒရစ်ကစားသမားဘောကပွဲဥထက်ရာသီဂိုးသွင်းစံချိန်ကိုချော်ဖြတ်နိုင်ခဲ့တယ်လို့သိရပါတယ် မလ15ရက်စနေနေ့ကကစားခဲ့တဲ့လာလီဂါပွဲစဉ်ရီယယ်မက်ဒရစ်အသင်းကဗီလာရီရဲ့အသင်းကို2ဂိုးတကိုးနဲ့အနိုင်ရတဲ့ပွဲမှာဖပေးဟာရီယယ်မက်ဒရစ်အသင်းအတွက်ပွဲချိန်16မိနစ်နဲ့23မိနစ်တို့မှာ2ဂိုးဆက်သွင်းယူပေးခဲ့ပါတယ်။ဒီအသင်းကို2ဂိုးကြောင့်ဖပေးရဲ့ရီယယ်မက်ဒရစ်ကစားသမားဘဝပွဲဥရရာသီပြိုင်ပွဲဆောင်သွင်းကိုမှာ32ဂိုးအထိရှိလာခဲ့ပြီးဘရာဇီးကန်ဝင်းရိုနယ်ဒိုရဲ့ရီယယ်မက်ဒရစ်ကစားသမားဘဝပွဲဥရရာသီသွင်းကိုအရေးအတွက်ကိုကြောဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးကန်နဝင်တိုက်စင်မိုရော်နယ်ဒိုဟာ2020နှစ်နွေရာသီမှာအင်တာမီလန်အသင်းကနေရီယယ်မက်ဒရစ်အသင်းကိုပြောင်းရွှေ့ခဲ့ပြီးပွဲဥရရာသီမှာပြန်ပွဲဆောင်ဂိုး30အထိသွင်းယူခဲ့တာဖြစ်ပါတယ်။အသက်26နှစ်အရွယ်ရှိတဲ့ပြင်သစ်တိုက်စင်မိုဘာဘီဟာပြီးခဲ့တဲ့နှစ်ကမှ PSG အသင်းကနေရီယယ်မက်ဒရစ်အသင်းထံပြောင်းရွှေ့ခြင်းအလွန်နဲ့ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။သူဟာရီယယ်မက်ဒရစ်ကစားသမားအစပိုင်းမှာခြေစွမ်းပြနိုင်မှုရုန်းကန်ခဲ့ရတဲ့အတွက်ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ဘာပေဟာလက်ရှိမှာ Real Madrid အတွက်ခြေစမ်းပြနေပြီးအခုရသည်ပြိုင်ပွဲစုံ44ပွဲမှာ32ဂိုးသွင်းယူထားပါတယ်။ဘရာဇီးကနေတိုက်စစ်မှုရော်နယ်ဒိုဟာရီယယ်မက်ဒရစ်ကစားသမားပေါ်ကပွဲဥတွက်ရသည်ပြိုင်ပွဲစုံ44ပွဲမှာဂိုး30သွင်းယူခဲ့တာဖြစ်ပါတယ်။ဘာပီအနေနဲ့အခုရသည်မှာပွဲစဉ်များစွာကစားဖို့ကြံရှိနေသေးရ နမေကျော်ပေါ်တူဂီတိုက်စင်မိုးဆီရိုနေတိုရဲ့ရီယယ်မက်ဒရစ်ကစားသမားဘဝပွဲရက်အတွင်းကို33ဂိုးကိုလည်းမကြမီကျော်ဖြတ်ဖွယ်ရှိနေပါတယ်။ဆီရိုနေတိုဟာရီယယ်မက်ဒရစ်ကစားသမားဘဝပွဲရက်ရသည်မှာပြန်ပွဲစုံ35ပွဲမှာ33ဂိုးအထိသွင်းယူခဲ့တာဖြစ်ပါတယ်။လေဗင်ရုပ်တံရဲ့မတ်လ18ရက်နေ့မနက်ပိုင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။